ထမင်းလေးကိုနိုတဘူးရောတာကအစင်းမြင့်စားသောဆိုင်စတိုင်ဖြစ်သွားရောတကယ်မယုံကြည်နဲ့လားကောင်းပါလေဒီလိုထမင်းကြော်ဒီလူတိုင်းမသိသေးတော့မို့တေချာကြည့်ပေးပါအရင်ဆုံးစံစေးထားတဲ့ထဲကိုနိုတဘူးထည့်ပြီးရေရောကပေါင်းထဲမှာတဲထားလိုက်ပါမယ်ပြီးတော့ကြက်ဥတွေကိုဖောက်ထည့်ပြီးတော့ကြေမွသွားတဲ့အထိငွေကျော်ပေးလိုက်ပါကြုတ်ကြက်တဲ့ကောင်မှအနဲ့အရသာတော့နုံနုံစင်ထားတဲ့ကြက်သွင်းနေနဲ့ခါကြက်ဥငရုပ်ပွားပြင်းဝါရတာကောင်းတဲ့အမဲသားကိုပါရောထည့်ပေးလိုက်ပါမယ်။အမဲသားနွမ်းပြီးတော့အယောင်ပြောင်းပြီဆိုတာနဲ့ ခုနကနိုးနဲ့ချက်ထားတဲ့ထမဲကိုအိုးထဲထည့်ပေးပါသတိထားရမှာကအမဲသားကိုအကြကြီးကြော်မိမယ်ဆိုရင်ဝါရခတ်တာမို့အယောင်ပြောင်းပြီးကြက်တာနဲ့ထမင်းနဲ့ထည့်ပေးဖို့မမေ့ပါနဲ့ပြီးရင်တော့ထမင်းပေါ်ကိုနှမ်းနဲ့တစုံတင်ပြီးတော့မှွေနယ်ပေးလိုက်ပါမယ်ထမင်းစီလီတွေယောင်ပြောင်းလို့နိုးနဲ့အမဲသားပါမှွေးလိုက်တော့ကြက်တုံမေးလေးဖြူပြီးအိုးပေါ်ကနေချလို့ရပါတယ်နိုးနဲ့အမဲသားရဲ့ခွန်အားရှိမှုကလူကိုတစုံနဲ့နဲ့အားပြည့်စေတဲ့ပြင်အနက်မှမွေးပြီးစားကြတာအရသာရှိစေပါတယ်ကျွန်တော်ဟင်းချင်နေတဲ့နေ့တိုင်းတင်ပေးနေရဖြစ်လို့ဗီဒီယိုလေး follow ထားပေးပါ